အားလုံးပဲမင်္ဂလာပါခင်ဗျာနော်ဒီနေ့ကျွန်တော်ကနေပြီးတော့ zoom ဖွင့်နေလေးကိုလာရောက်ပြီးတော့ပြောပြပေးမှာဖြစ်တယ်ဒီတော့ zoom ဖွင့်နေလေးကိုမပြောပြမပြောပြပြီးသေးခင်ပါနော်မိတ်ဆွေတို့ကအရင်ဦးဆုံးဖုန်းထဲမှာမိမိရဲ့ဖုန်းထဲမှာ zoom ရောက်ရှိအောင်လို့အရင်ဦးဆုံး down လုပ်ပါမယ်ခင်ဗျာနော်မိမိရဲ့ဖုန်းထဲမှာ zoom ကိုအရင်ဦးဆုံး down လိုက်ပါ down လိုက်ပြီးပြီဆိုရင်မိမိရဲ့ဖုန်းထဲမှာကျွန်တော်တို့ zoom software လေးရောက်ရှိလာမှာဖြစ်ပါတယ် ီတော့ zoom software လေးရောက်ရှိလာပြီဆိုလို့ရှိရင်เนาะမိတ်ဆွေတို့ဒီပုံစံမျိုးနှိပ်လိုက်ရင်ပေါ်ပါလိမ့်မယ်ခင်ဗျအဲ့ဒီပုံစံအတိုင်းပေါ်တယ်ဟေးဆိုလို့ရှိရင်เนาะမိတ်ဆွေတို့နှိပ်မယ်ပေါင်းနေရမယ်စင်းအင်ကိုနှိပ်ရမှာ ဖြစ်ပါတယ်စင်းအင်ကိုနှိပ်ပြီးရင်ဒါဖွင့်ပြီးသားအကောင့်ရဲ့ email နဲ့ password ထည့်တာပါအဲ့တော့ဒီမှာကျွန်တော်တို့ zoom ကကိုကတစ်ခါမှမဖွင့်ရသေးရင် Google ကိုနှိပ်ပါခင်ဗျ ကိုကေဝင်နေလိုက်ပြီဆိုရင်မိမိဖွင့်ထားတဲ့ဂျီမေးတွေပေါ့နော်မိမိဖွင့်ထားတဲ့ဂျီမေးလေးတွေပေါ်လာပါမယ်အဲ့ဒီနေရာမှာမိမိဒီကြိုက်တဲ့ဂျီမေးတစ်ခုပေါ့နော်မိမိဖွင့်ထားတဲ့ဂျီမေးတွေကကြိုက်တဲ့ဂျီမေးတစ်ခုကိုကျွန်တော်တို့အဆင်ပြေသလိုကျွန်တော်တို့နှိပ်ပြီးတော့လဲဝင်လိုက်လို့ရပါတယ်เนาะဒီလိုမျိုးလေးကျွန်တော်တို့နှိပ်လိုက်ပါအဲဆိုရင်ဒီဂျီမေးရဲ့ password လေးကိုရိုက်ထည့်လိုက်ပေါ့နော်အဲ့တော့ကျွန်တော်ရိုက်ထည့်လိုက်ပါမယ် โอเคจิมมี่ရဲ့ password လေးကိုရိုက်ထည့်လိုက်မယ် name နဲ့ကျွန်တော်တို့သွားလိုက်ပါမယ်ဒါကတော့จิมมี่ရှိတဲ့သူတွေအတွက်ပေါ့เนาะအာဒီမီရှိတဲ့သူတွေဒီလိုမျိုးကျွန်တော်တို့ password ရိုက်ထည့်ပြီးပြီဆိုရင်ဒီလိုမျိုးပေါ်လာပါမယ်ဒီလိုမျိုးပေါ်လာရင် save လေးကိုနှိပ်ထားရင်တော့ဒါမှတ်ထားတာဖြစ်ပါတယ်เนาะအဲ့တော့ဒီမှာကျွန်တော်တို့လယူခိုင်းမယ်ပေါ့เนาะ okay လတော့ကိုယ့်ရဲ့ကိုယ်ကြိုင်းနေကိုယ့်ရဲ့မွေးတက်ကရက်ပေါ့ကိုထည့်လိုက်ပေါ့เนาะ၃ရက်နေ့ ဒီအဲတောင်းဒီမှာအဓိကက session နဲ့အထက်ဖြေရမှာဖြစ်တော့ကြောင့်မလို့မမိသည်အဲတေချာလီရွေးပေါ့နော်ကျွန်တော်တို့ဟွန်းအဲဒီမှာ session လောက်ထည့်လိုက်မယ်ပေါ့ဗျာနော်ထည့်ပြီးတော့ဒီမှာဒီ user လေးကျွန်တော်တို့ continue လေးကိုနှိပ်လိုက်မယ်ပြီးရင် create account ပေါ့နော် create account ကိုနှိပ်မယ် ပြီးရင် zone ပွင့်သွားပါပြီခင်ဗျလွယ်လွယ်လေးပါပဲเนาะဒါကတော့မိမိ Gmail ရှိတဲ့သူတွေအတွက်ပါเนาะ Gmail ရှိတဲ့သူတွေအတွက်ပါဒီ Gmail ရှိတဲ့သူတွေအနေနဲ့ zone လေးကိုဒီလိုမျိုးလေးကျွန်တော်တို့ဖွင့်တာဖြစ်ပါတယ်အဲ့ဒီမှာမိမိကနေပြီးတော့ပုံချိန်ညင်တယ်ဆိုလို့ရှိရင်တော့ဒီမှာ setting ထဲကိုသွားပါ setting ထဲကိုသွားပြီးတော့မိမိကဒီမှာမိမိရဲ့ Gmail ပါဒီကောင်လေးကိုနှိပ်လိုက်ပါခင်ဗျ sorry ပါเนาะဒီကောင်လေးကိုနှိပ်လိုက်ပါ နေလိုက်ပြီဆိုရင်ဒီလိုပေါ်လာပါလိမ့်မယ်ဒီလိုပေါ်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘာကိုနှိပ်မလဲဆိုတော့ဒီမှာဒီ profile post ဆိုတဲ့နေရာလေးဒီကောင်လေးကိုနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင် take post ဆိုတာက click ကြတော့ကျွန်တော်တို့အဲဓာတ်ပုံရိုက်တာဖြစ်တယ်ဒီမှာကျွန်တော်တို့ဓာတ်ပုံ UI ရန်ကိုနှိပ်လိုက်မယ်အောက်ကစာကြောင်းเนาะဒါမိမိကအစ်စ်ဖွင့်တာဖြစ်တဲ့ကြောင့်မလို့ ALLOWL အဲ့ဒါကိုနှိပ်မယ် နိုင်ပြီပြီဆိုရင်မိမိရဲ့ဓာတ်ပုံကိုရွေးခိုင်းมาဖြစ်ပါတယ်မိမိကြိုက်နေတဲ့ရပုံပေါ့เนาะဒါမှကျွန်တော်ဒီပုံလေးထည့်လိုက်မယ်ဆိုပါစို့เนาะမိမိကတော့မိမိရဲ့ပုံအမှန်ကိုထည့်ရင်ပူကောင်းมาပေါ့เนาะဥပမာမှာကျွန်တော်ပုံပေါ့เนาะကျွန်တော်ထည့်လိုက်ပြီအဲမှာဒီ post လေးထဲမှာကျွန်တော်တို့နိုင်ပြီးတော့ဒီလိုမျိုးပုံလေးထည့်လိုက်ပြီပေါ့เนาะ okay ပုံလေးကျွန်တော်ထည့်လိုက်ပြီ okay လေးကိုနိုင်မယ်ဒါဒီမိမိရဲ့ပုံထည့်တဲ့နီးပါเนาะပုံထည့်တဲ့နီးလေးပါ ဒါတော့ကျွန်တော်ပုံထည့်သွားပါပြီခဏနေကြရင်သူပြောင်းလာပါလိမ့်မယ် sorry ပါ okay ဒီမှာเนาะကျွန်တော်တို့ဒီလိုမျိုးပြောင်းလာပါမယ်ဒါပုံထည့်နေဖြစ်ပါတယ်ခင်ဗျเนาะအဲ့တော့မိတ်ဆွေတို့အဲ့လိုမျိုးပုံထည့်ပြီးလို့ရှိရင်မိမိဒီလိုမျိုး ဒီလိုမျိုးအကောင့်ဖွင့်ထားခြင်းအပြင်ကျွန်တော်တို့အဲဘာဒီအသချက်ရှိလဲဆိုတော့သူအများကကျွန်တော်တို့ကိုအဲဒီ Fibonacci join ရဲ့အတွက် link တွေပို့လာခဲ့မယ်ဆိုရင်ကျွန်တော်တို့က link လေးကိုနှိပ်ပြီးတော့ပဲဝင်သွားလို့ရမှာဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့ zone ဖွင့်နေတဲ့ကမိမိ Gmail ရှိတယ်ဆိုရင် Gmail နဲ့ဖွင့်တဲ့ email လေးပါအားလုံးပဲမင်္ဂလာပါခင်ဗျဟုတ်ကဲ့ပါအားလုံးပဲကျွန်မချမ်းသာကြပါစေ